အဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကိုကန့်ကွက်တာနဲ့အတူတူပါပဲရှင်။ဟိုကျမတို့ကအကြက်တဲကဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်။နိုင်ငံတကာကလည်းပိတ်ဆို့တယ်။အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်။အဲလုံခြုံရေးကြိုးပေါက်နေတယ်။ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လေ။လောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်။ဒီလိုအကြက်တဲတွေအများကြီးပါ။ဒါပေမဲ့အဲဒီရွေးကောက်ပွဲပြီးသွားလို့ရှင်တော့ ရွေးကောက်ပွဲဒီဒီအချက်တဲအများကြီးတွေကမှ ်ရွေးကောက်ပွဲကအကြထဲတည်းကနေထွက်ဖို့လို့အတွက်အဆင့်တဆင့်သာလျင်ဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ရွေးကောက်ပွဲပြီးလို့ရှင်လည်းတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွှတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့အဲထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီးလို့ရှင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျိုးမှန်တက်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော်ယုံတန်ယုံသဘောထားအဲမတင်းဟိုပါတဘောရအရန်မတင်းမာတဲ့သူတွေကလည်းဒီရွေးကောက်ပွဲပြီးသွားလို့လွတ်တော်လဲပေါ်လ လာပြီးပြည်ဟိုပြည်သူလူထုလည်းမဲပေးလိုက်ရတယ်အဲကိုကဟိုပေါ့ရွေးကောက်ခံကိုစလဲလည်းပေါ်လာပြီးလွှတ်တော်ပေါ်လာပြီးရွေးကောက်ခံအစိုးရလည်းပေါ်လာပြီးဆိုရင်တော့တော်ယုံတန်ယုံသဘောထားကွဲလွဲတာတွေလည်းပြည်လည်သွားနိုင်ပါတယ်ရှင်อืมဟာတာတွေတအားပြောတာတော့ဒီကောင်မကြီးဒီလားတကယ်ဟာမကြီးလို့ကြည့်ရောမဲပေးပိုင်ခွင့်ရှိတယ်ဆိုတာလေဒါ people power ပေါ့နော်ဒီတော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့က mass လာ20နှစ်မှ8ရက်နေ့ဖြစ်ပါတယ် အဲလုံးလုံးစင်မှာတော့ဒီကျွန်တော်တို့ကျွန်တော်တို့လက်ရှိဒေါ်လာကြီးအခင်းချင်းဟာတဖြည်းဖြည်းနဲ့စကစကတော့တဖြည်းဖြည်းနဲ့အင်အားချိနေလာတယ်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်းဒါကျွန်တော်တို့လူငယ်တွေကိုပေါ်တာဆွဲဖန်းစီပြီးတော့မှအတင်းအာရမအစစ်မှုထမ်းခိုင်းနေတာဖြစ်ပါတယ်။ဒါပြင်ကိုဒါကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့အတွက်ဆိုပြီးတော့မှလည်း ပြီးခဲ့တဲ့ NLD နိုင်ခဲ့တဲ့ဒါကျွန်တော်တို့မဲနိုင်တဲ့မှတ်တမ်းတွေကိုဖျောက်ဖျောက်ဖို့အတွက်လည်းလုပ်နေတဲ့အရာတွေရွေးကောက်ပွဲပြန်လဲရွေးကောက်ပွဲပေါ့ဗျာအဲ့ဥစ္စာလုပ်ဖို့အတွက်လည်းတို့စီစဉ်ထားတဲ့ဥစ္စာတွေရှိပါတယ်အဲဒီထဲမှာမှအဲကျွန်တော်တို့ကျော်မျိုးမင်းက USDB ဥက္ကဋ္ဌခင်ကြီးပေါ့နော်ဟိုတမရတအားဖြစ်နေတဲ့ခင်ကြီးကိုဘောပြေးมาတဲ့ဗီဒီယိုဖိုင်တစ်ခုရှိပါတယ်အဲဒီဟာကတော့ဒီကျွန်တော်တို့ NLD ကအခုလာမဲ့ရွေးကောက်ပွဲမှာမပါတော့ဘူးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှခင်ကြီးဆဲခံနေရတဲ့ပုံမှာ ကျော်မျိုးမင်းကခင်ကြီးကိုကာဗာလုတ်ပေးထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အားလုံးအတူတူကြည့်အောင်ပါဥခင်ကြီးတော့လောစရပြန်ပြောဥခင်ကြီးတော့လောစရဝိုင်းပြီးတော့ဝိုင်းပြီးအတွေ့အကြုံချိန်ခံနေရတယ်ဆဲခံနေရတယ်ဘာလို့လဲဆိုတော့ NLD ကတရားဝင်မရှိတော့ပါဘူးလို့ तू ကပြောလိုက်တာပြောတော့အဲ့ဒါကို तू ဝိုင်းဆဲတာဆိုတော့ तू ပြောတာဥပဒေကမှန်တယ်ဗျဥပဒေက तू မှန်တယ်လူတွေကဆဲလို့ဆဲတာဥပဒေက तू မှန်တယ်ဥခင်ကြီးမှန်တယ်ဘာလို့လဲစဉ်းစားကြည့်ဗျပါတီတွေရွေးကောက်ပွဲပြန်ပြီးစီးရင်သွင်းပါလို့မှတ်ပုံပြန်တင်ပါလို့ဆိုပြီးတော့ ပြန်ပြီးတော့ပြတဲ့အချိန်မှာတရားမှာတပါပြန်လာမတင်တဲ့ပါတီတွေအများကြီးပဲအဲ့ဒီမှာ NLD ပါလာတယ်အဲ့တော့ NLD သူ့ဟာသူမှတ်ဖို့ပြန်လာမတင်တော့ပြက်ပြီးပေါ့ဗျာရှင်းရှင်းလေးကျွန်တော်တို့ဗျာပါတီတစ်ခုပဲဖြစ်ကျွန်တော်တို့တော့ဗျာခဏလို့ပြောကားမောင်းလိုင်စင်ရှိရမလားကားမောင်းလိုင်စင်တတက်ငါးနှစ်ပြည့်ပြီဆိုရင်တတက်တော့တော့မတို့ရင်အဲ့ဒါတရားမှုံဖြစ်သွားတာလိုင်စင်မဲ့ဖြစ်သွားဝတ်တော့ဖြစ်သွားလိုင်စင်မဲ့ဖြစ်သွားကားတွေလည်းတတက်နှစ်နှစ်ကြာတော့တော့တော့မတို့ရင်အဲ့ဒါကားဝတ်တော့ကြီးဖြစ်သွားလိုင်စင်မဲ့ကြီးဖြစ်သွားပါ အဲ့လိုမျိုးပဲပါတီတွေလည်းတတိုင်းပြန်တိုးရမယ့်ကာလတွေရှိတယ်ပါတီတွေပြန်ပြီးတော့အသက်ပြန်ပြီးပြန်ပြင်ဆင်ဖွဲ့စည်းခိုင်းရမယ့်ကာလရှိတယ်တတိုင်းတိုးရမယ့်ကာလရှိတယ်အဲ့ဒါတွေလုံးဝမဟအောင်ဆက်မလုပ်တဲ့အခါကျတော့အဲ့ဒီပါတီကရှင်းရှင်းလေးပဲပြတ်သွားပြီဥပဒေချောင်းအရာကိုပြတ်ပြဲသွားတာသူပြောတာဥပဒေချောင်းကဥက္ကိပြောတာမှန်တယ်သူခင်ဗျားတို့တချို့တွေကသာ personal မုန်းတွေသွားဆဲနေရပါရှိတာသူမှရင်ကျွန်တော်လည်းပြောမှာပေါ့ကျွန်တော်လည်းတွေ့မှာပေါ့သူပြောတာဥပဒေကမှန်တယ်ဥက္ကိပြောတာမှန်နေတယ်တခါကျရင်လည်းပြန်ရိုးတော့ကောင်းတယ်တချို့ကလေးတွေကဥပဒေအတိုင်းမတော်အားကြပဲနဲ့လူတွေကစိတ်ခံစားချက်နောက်ကိုလျှောက်လိုက်နေကြတာပြဿနာ ်ဥပဒေလုံထုံလုံးလေးရှိရဲ့ဗာလေးရနေစိတ်ခံစားချက်နောက်ရှောက်လိုက်ပြီးတော့ပြောနေကြတဲ့ပြဿနာတွေကတိုင်းမတော်ကြီးပါတယ်อืม NLD ကမှတ်ပုံတင်မတင်လို့ပေါ့နော်ပါတီမှတ်ပုံတင်မတင်လို့ပေါ့ NLD ရဲ့ခေါင်းဆောင်ကိုဖန်တာပြီးတော့မှပါတီမှတ်ပုံမတင်ဘူးဆိုတော့မင်းစောက်ချက်မရှိဘူးလားကြော်ပြောမေးရဲ့လက်ရှိမင်းတို့ကဟိုဘေဟာကိုတရားဝင်တယ်လို့ပြောချင်တာတော့မင်းတို့ပြောတဲ့အာနာသိန်းနဲ့အာမင်းတို့ပြောတဲ့အာနာသိန်းနဲ့ငါတို့ပြောတဲ့အာနာသိန်းနဲ့ဆိုတဲ့ကိစ္စပြီးတဲ့နောက်ပိုင်းမှာမြန်မာပြည်မှာတရားဝင်လာတဲ့အရာတခုပါရှိလို့တယ်ဒီရွေးကောက်ပွဲကရောတရားဝင်တယ်လို့ထင်လို့လား မဲဟာတာပဲတကယ်ကောင်းလို့မဲခင်းကြီးပြေးခင်းကြီးဘောပြေးมาလိုက်အောင်မင်းဘောပြေးมาလိုက်တဲ့တကယ်ကောင်းလို့အဲ့တော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုတော့ပါလဲဆိုတော့ဒါကျွန်တော်တို့မဲနှပြားပိုင်တတ်တက်ခိုင်းရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်တော်တော်လေးကိုဒီကောင်မကြီးကြည့်ရတာလေးဟိုဘယ်လိုပြောမလဲအေး PDF တွေတိုင်းသားလက်နက်ကင်တွေကိုလေဟိုဘယ်လိုပြောမလဲရွေးကောက်ပွဲတော်တော်ဝင်စေခြင်းနေပုံရပါလဲသူတို့ပြောလိုက်ရင်ဒီမိုကရေစီဒီမိုကရေစီဘက်ကမချပါဘူးဗျ ဒီမိုကရေစီကိုလိုချင်တာပေါ့နော်ပြည်သူလူထုလိုလားတာကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ချင်တယ်ဒီမိုကရေစီလိုချင်တယ်ဆိုရင်ဒီမိုကရေစီလိုချင်ရင်တော့ကျမတို့ရွေးကောက်ပွဲဆိုတဲ့အဆင့်ကိုမကြော်ဖြတ်လို့မရဘူးပေါ့နော်ဆိုလို့ရှိရင်ဒီမိုဟိုပါပေါ့ရွေးကောက်ပွဲရွေးကောက်ပွဲကို အဲကန့်ကွက်တာဆိုတာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကိုကန့်ကွက်တာနဲ့အတူတူပါပဲရှင်။ဟိုကျမတို့ကအကြက်တဲကဘက်ပေါင်းစုံကခန်းစားနေရတာပေါ့နော်။နိုင်ငံတကာကလည်းပိတ်ဆို့တယ်အဲပြီးလို့ရှင်ပြည်တွင်းမှာလည်းသဘောထားကွဲလွဲပြီးတော့မှအကြမ်းဖက်မှုတွေဖြစ်နေတယ်အဲလုံခြုံရေးကြိုးပေါက်နေတယ်ဒါတွေပေါ်မူတည်ပြီးတော့မှပြည်သူလူထုတရလုံးနေတယ်လည်းလောက်ကင်စားတော့ရခက်ခဲနေတယ်ပေါ့နော်ဒီလိုအကြက်တဲတွေအများကြီးပါဒါပေမဲ့အဲဒီရွေးကောက်ပွဲပြီးသွားလို့ရှင်တော့ ရွေးကောက်ပွဲဒီဒီအချက်တဲအများကြီးတွေကမှ ်ရွေးကောက်ပွဲကအကြထဲတည်းကနေထွက်ဖို့လို့အတွက်အဆင့်တဆင့်သာလျင်ဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ရွေးကောက်ပွဲပြီးလို့ရှင်လည်းတခြားကိစ္စတွေပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်လာမယ်လွှတ်တော်တွေပေါ်လာမယ်အဲ့ဒီကနေတဆင့်ကျွန်တော်တို့နိုင်ငံတကာရဲ့အဲထောက်ခံမှုတွေရမယ်နိုင်ငံတကာပိတ်ဆို့မှုတွေရုတ်သိမ်းသွားပြီးလို့ရှင်ကျွန်တော်တို့ကပြန်လည်တိဆောက်ရေးကိုကျွန်တော်တို့အားကျိုးမှန်တက်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော်ယုံတန်ယုံသဘောထားအဲမတင်းဟိုပါတဘောရအရန်မတင်းမာတဲ့သူတွေကလည်းဒီရွေးကောက်ပွဲပြီးသွားလို့လွတ်တော်လဲပေါ်လ လာပြီးပြည်ဟိုပြည်သူလူထုလည်းမဲပေးလိုက်ရတယ်အဲကိုကဟိုပေါ့ရွေးကောက်ခံကိုစလဲလည်းပေါ်လာပြီးလွှတ်တော်ပေါ်လာပြီးရွေးကောက်ခံအစိုးရလည်းပေါ်လာပြီးဆိုရင်တော့တော်ယုံတန်ယုံသဘောထားကွဲလွဲတာတွေလည်းပြည်လည်သွားနိုင်ပါတယ်ရှင်อืมဟာတာတွေတအားပြောတာတော့ဒီကောင်မကြီးဒီလားတကယ်ဟာမကြီးလို့ကြည့်ရောမဲပေးပိုင်ခွင့်ရှိတယ်ဆိုတာလေဒါ people power ပေါ့နော်ဒီမိုကရေစီခေတ်တည်းမှာ ပြည်သူလူထုလက်ထဲမှာအာဏာရှိတယ်ဆိုတာအဲ့ဒီအာဏာကို ဟိုထုတ်သုံးတဲ့နေ့ဖြစ်တာပေါ့ရှင်ဒီဒါဒါပြောမယ်ဆိုနိုင်ငံသားအခွင့်အရေးဖြစ်တယ်ပြီးလို့ရှိရင်ကိုကြိုက်တဲ့အစိုးရကပဲကိုရွေးတာကိုမကြိုက်ရင်လည်းမရွေးဘူးပေါ့နော်အစသဖြင့်ပေါ့နော်ဒါပြည်သူလူထုရဲ့ဆန္ဒကိုထုတ်ဖော်တဲ့နေ့ဖြစ်ပါတယ်ရှင်ပြည်သူလူထုမှာရှိတဲ့အာဏာကိုထုတ်သုံးတဲ့နေ့ဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲကိုဆန့်ကျင်တာဒီအဲဒီမိုကရေစီကိုဆန့်ကျင်တာသဘောမျိုးဖြစ်ပြီးတော့မှရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မှသာလျှင်ဒီမိုကရေစီကိုမြေတောင်မြောက်ရာကျပါတယ်ရှင် ရလကတော့ပြည်သူလူထုဆုံးဖြတ်မှာဖြစ်ပါတယ်ရှင်ကျမတို့ကတော့အတတ်နိုင်ဆုံးစ조사နေပါမယ်သို့တော်လဲရလကတော့ပြည်သူလူထုဆုံးဖြတ်တဲ့အတိုင်းဖြစ်ပါတယ်ပြည်သူလူထုထားတဲ့နေရာကျမတို့နေရမှာဖြစ်ပါတယ်ရှင်အရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ဟိုပြည်သူလူထုရဲ့အဓိကဟိုဟာပေါ့စိုးရင်ချက်ကတော့လုံခြုံရေးဖြစ်ပါတယ်ရှင်အလုံခြုံရေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ အဲ့ဒါကြောင့်မို့ခုနကလည်းဟိုရွေးကောက်ပွဲကိုရွေးကောက်ပွဲဆိုတာမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲဖြစ်တယ်အဲ့ဒါကြောင့်ပြည်သူတရလုံးပူးပေါင်းပါဝင်တဲ့ねအဲ့လိုပြည်သူတရလုံးလို့ပြောတဲ့နေရာမှာနိုင်ငံမြန်မာနိုင်ငံသားအကုန်လုံးပေါ့เนาะအဲ့ဒါကြောင့်မို့လို့လက်နက်ကင်အဖွဲ့အစည်းတွေလည်းအဲလက်နက်ကိုခဏအသာချထားပြီးတော့မှဒီရွေးကောက်ပွဲပူးပေါင်းပါဝင်ကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်อืม ကျွန်တော်အနေနဲ့ဟိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောရမလဲဒီကောင်မကြီးကလေဟိုပြောလိုက်ပြီဆိုရင်ပြည်သူကပါဇက်ကမချအောင်အေးနင်တို့လှုပ်ချင်တဲ့ရွေးကောက်ပွဲပေါ့ဟာပြည်သူဆန္ဒအရလှုပ်မယ်ရွေးကောက်ပွဲဆိုတော့ဒီရွေးကောက်ပွဲကိုပြည်သူကလက်ခံတယ်လက်မခံဘူးဆိုတာဟောနင်တို့မေးခဲ့ဘူးလား နင်တို့မေးဘူးလားဘယ်ပြည်သူစစ်စစ်ကိုနင်တို့မေးဘူးလဲလက်ရှိအချိန်မှာတော့နင်တို့လက်နက်ပြပြီးတော့မှမေးမယ်ဆိုရင်တော့ပြည်သူကလက်ခံပါတယ်လို့ပဲပြောမှာပေါ့နင်တို့နှုတ်နေတဲ့ပုံစံကဘယ်လိုလဲဆိုတော့ဟိုအခါမှာတော့နင်ပြည်သုံးလုံးပါတီဟာနင်တို့ပြည်သုံးလုံးပါတီကဟိုပြောမယ်ဆိုရင်ဟို ဒီရွေးကောက်ပွဲမှာမနိုင်မချင်း USDP ဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကဟိုဆက်တက်ထောက်ခံပေးတဲ့နောက်ကနေ background ယူထားတဲ့ USDP ကဒီပါတီကမနိုင်မချင်းကိုဟိုပြောမယ်ဆိုရင်ဟိုပြည်သူကမဲထည့်ပေးရမယ့်ပုံစံမျိုးဖြစ်နေတယ်ဟာတော်တော်အခြေအနေဆိုးနေပြီသလားဟိုတအားတွေကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ပေါ့နော်ရန်ကုန်တိုင်းဝန်ကြီးပေါ့တအားဖြစ်ရှင်နေတဲ့သက်သက်ရဲ့ video file လေးဖြစ်ပါတယ်เนาะဆိုတော့ဟို တချို့တွေကြတော့လေဒါကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပြည်သူကိုမဲဆွဲတဲ့အဥ္စာမျိုးရှိသလိုတိုင်းရင်းသားလက်နက်ကင်တွေပေါ်မှာလည်း NCA ဆိုတဲ့ပုံစံမျိုးနဲ့စကစကမဲပြန်ဆွဲတဲ့အဥ္စာမျိုးလေးတွေရှိပါတယ်။ဥပမာလုတ်ပိုင်ကိုနေယာတုတွေပေးပြီးတော့မှ NCA ကောင်းစင်အောက်ကနေပြီးတော့မှတိုင်းရင်းသားတွေကိုပြန်ပြီးတော့မှမဲဆွဲတဲ့အဥ္စာမျိုးလေးတွေသူတို့လုတ်တဲ့အဥ္စာမျိုးတွေရှိပါတယ်။ဆိုတော့မြမပြည်ငိမ့်ချမ်းရင်းနဲ့ပတ်သက်ပြီးတော့မှငိမ့်ချမ်းရင်းရဲ့အဓိကဇက်ကောင်ဟာဘယ်ဟာလဲဆိုတာကိုအတိအကျသိဖို့အတွက် DP2 file လေးကိုအားလုံးနေနဲ့ကြည့်တင်ပါရခင်ဗျာ။ ပွင့်ငင်းငင်းအတွက်တကယ်ဇက်ကောင်ကအစိုးရလားလွှတ်တော်လားစစ်တပ်ဆိုင်မှာတကယ်ဖြစ်ရမှာတော့အစိုးရပဲဖြစ်ရမှာပေါ့နော်တကယ်ဖြစ်ရမှာတော့တကယ်ဖြစ်ရမှာဒါပေမဲ့တကယ်ဖြစ်နေတာဒါပေမဲ့တကယ်ဖြစ်နေတာတော့အများကြီးပဲတမတော်ကလည်းသူကာဝေးရမှာသူအရင်ရေးကြီးရယ်တိုင်းသားလက်နဲ့ကန်ရလည်းသူသူ့ရဲ့လူအခြေအနေနဲ့သူဖြစ်စေခြင်းနဲ့ပုံစံတွေအများကြီးရှိတယ်နိုင်ငံရေးပါတီတွေလည်းအဲ့တိုင်းပဲဆွဲခါကျတော့ကျွန်တော်တို့ကအားလုံးကဟိုအရေးကြီးတဲ့ပုံစံတွေနဲ့အရေးကြီးတဲ့အဖွဲ့အစည်းတွေကြီးပဲဖြစ်တယ်နိုင်ငံရေးပါတီဆိုတော့တစ်ခုဖြတ်ပြောလိုက်အောင်ဆရာဖြတ်မေးခြင်းတာပါ ပြည်သူရဲ့စန္ဒမဲတွေရတာတဲ့တကယ်ထောက်ခံမှုရတာတဲ့နိုင်ငံရေးပါတီကငင်းငယ်ညီလာခံမှာပါမှုနင်းနေပြီးတော့ပြည်သူရဲ့စန္ဒမဲတွေမရတာတဲ့ထောက်ခံမဲမရတာလူတွေတအားပါခြင်းနေနော်အဲ့ဒါရောပြဿနာတရားရှိနေအဲ့ဒါလည်းပြဿနာပေါ့အဲ့ဒါအရေးကြီးဆုံးပြဿနာပဲလေအဲ့တော့မဲပေးနိုင်တဲ့လူကြီး23တန်းမှဟလာ18တန်းလောက်ကပေးထားတဲ့ပါတီဖွဲ့စည်းရ၄ယောက်ပဲပါပြီးတော့ကျန်တဲ့ဘာမှမရတဲ့ဖွဲ့တွေကလည်းတယောက်တူနှစ်ယောက်တူဟလာဆိုရင်ပါနေဆိုရင်ဒါဘယ်လိုမှ ဒါမမြတ်တာမဖြစ်နိုင်ဘူးဗျာမကောင်းဘူးပေါ့အင်းအဲ့အဲ့အဲ့ဒါကိုဗာငိမ့်ငိမ့်ဆွေးနွေးကြနေတာတော့မနော်ဒါနောက်တစ်ခုရှိသေးတယ်ဒီအစိုးရနဲ့ဒီလွတ်တော်ပေါ့နော်ငါ55ဟုတ်စီဒီဒီမူပေါ်မှာပေါ့အဲ့တော့တဝက်စီဖြစ်နေတယ်လက်နေကန်တရားငါဆိုပြီးတက်ကတရားငါဆိုဖြစ်တယ်အစိုးရနဲ့တွတ်တော်နဲ့200ပေါင်းမှမှသူကတရားငါဆိုပဲရှိတယ်ဒါလည်းဒါမဖြစ်တဲ့ဆိုတော့ကျွန်တော်တို့ကခုနပြောဆိုထင်းကြီးစရာတွေအများကြီးရှိတယ်ဒေါက်တာအင်ဂျီပြောလို့မူပေါင်းကပြင်လဲပြောင်းလဲဆိုတော့နောက်အစိုးရတက်ထက်မှာဒါပြောင်းနိုင်တော့ဒီကိုစားပြည့်တဲ့လူကြီးပူပါလာမယ်လို့ထင်ပါတယ်ဘုံဆိုရင် ခုနဆွေးနွေးမှုတစ်ခုထဲမှာကြော်ဟင်းလို့လူသူချစ်တဲ့အစိုးရတက်လာရင်ငင်းငင်းရမယ်ဟုတ်လားအညာဒီအစိုးရကို အပြတ်အသတ်အနိုင်ပေးလိုက်တဲ့ပြည်သူလူထုအားကိုယူပြီးတော့အဲ့ဒီပြည်သူလူထုအားကိုအဓိကထားပြီးလုံမှငင်းငင်းရပြည်သူအဖေရဟုတ်ပါကြားတယ်နော်ငင်းချမ်းရေးပဲလှုပ်လို့ဘာရေးပဲလှုပ်လို့မင်းတို့ကြိုက်တဲ့အရေးကိုလှုပ် ပြည်သူကအရေးကြီးဆုံးပဲပြည်သူတက်အရေးကြီးတာဘာမှမရှိဘူးဒီပြည်သူကလက်မခံဘူးဆိုရင်ဘယ်ကောင်းမှဘာမှပြောခွင့်မရှိဘူးရှင်းရှင်းလေး နော်အဲ့တော့ကျွန်တော်သတင်းလေးတွေနားဆင်ကြည့်ရအောင်ပါသတင်းတွေကတော့တောက်လျှောက်သတင်းကောင်းလေးတွေတော့အများကြီးတက်နေပါတယ်အဲ့ထဲမှာမှဒါကျွန်တော်တို့ပရောမိုးဆုံသတင်းလေးကတော့ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံရဲ့ဒါကျွန်တော်တို့ရိုဟင်ဂျာနဲ့လူနည်းစုအပါအဝင်ပြည်သူတွေရဲ့အခွင့်အရေးမြင့်တင်ရေးနဲ့ပြည်ထနာတွေဖြည့်ရှင်းပေးရေးဆုံးဖြတ်ချက်အဆိုမူကြမ်းကိုတည်သွင်းခဲ့ရမှာစစ်ကောင်စီရဲ့မဟာမိတ်ရုရှားနိုင်ငံကဒီအဆိုပြုမူကြမ်းကိုပါစာသားတွေကိုပြောင်းဖြုတ်ပယ်ရန်ဆိုပြီးတော့မှစူးစမ်းခဲ့တယ်သို့တော်မအောင်မြင်မဲနဲ့မဲအပြတ်အသတ်တွေကိုရှုံးနေသွားတဲ့အကြောင်းလည်းသိရပါတယ် မတ်လ22မှာ9ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့62ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာမြန်မာနိုင်ငံကရိုဟင်ဂျာလူနည်းစုအပါအဝင်မြန်မာပြည်သူများအရေးအတွက် Scope of Modalities Formats and Organization of the High Level Conference on Rohingya Muslim and ada ဒါကျွန်တော်တို့ဒါ minorities in myanmar ဆိုရဲဒါဆုံးဖြတ်ချက်ပေါ့เนาะဆုံးဖြတ်ချက်အစုံမူဂျန်းကိုမြန်မာစစ်တပ်ရဲ့ မဟာမိတ်ရုရှားကပြင်ဆင်ရကြိုးစားတဲ့ဈာကကိုအတီးပြုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကုလသမဂ္ဂမှာရုရှားကြီးကတော့ဆောက်ရှောက်ပွဲသွားတာပါရှင်းနေတာပဲနောက်ထပ်သတင်းလေးကတော့ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာ PDF တက်တွေကဒါကျွန်တော်တို့လုံခြုံရေးစစ်ဆေးမှုတွေဆောင်ရွက်ခဲ့တဲ့အကြောင်းကိုပြည်သူ့ကော်မတီတက်မတော်တောင်ပိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေနှင့်စစ်စင်ရေးမှုရဲဘော်တင်ဦးကပြောပါတယ်ဆိုတော့ဒါကျွန်တော်တို့မတ်လ29ရက်နေ့ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းမိုက်မှာ ပြည်သူ့ကော်မတီတက်မတော် PDF 23ကတပ်ဖွဲ့ဝင်တွေလုံခြုံရေးစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်လမ်းမိုက်မှာလည်းတိုက်ပွဲအချို့ဖြစ်ပွားခဲ့ ခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ဆိုတော့ဒီရန်ကုန်ပြည်လမ်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာတော့ PDF တပ်ဖွဲ့တွေစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ကြတယ်။ရန်ကုန်မန္တလေးလမ်းပေါ်မှာလည်းထိတိမှုတွေလည်းဖြစ်ခဲ့တယ်လို့ရဲဘော်တင်ဦးကပြောပါတယ်။ရန်ကုန်မန္တလေးလမ်းပိုင်းအုတ်တွင်းမြို့နယ်ညောင်ချောက်မြောက်ဖက်အနီးเนาะကျွန်တော်တို့ကုံမင်းတာเนาะကြေးရွာအနီးမှာနနက်6နာရီပေါ့เนาะနနက်6နာရီတုန်းကလည်းပြီးခဲ့တဲ့ရက်ပိုင်းကနနက်6နာရီတုန်းကလည်းစစ်ကောင်စီတပ်တွေနဲ့ PDF တွေတက်တို့အကြမ်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မို့လို့လမ်းတွေပိတ်လိုက်ရတဲ့အကြောင်းကိုလည်းဒါကျွန်တော်သိရပါတယ်เนาะအဲ့တော့ဒုကောင်တွေကတော့ အမြန်လန်းဟောင်းတွေပါရောက်ကုန်ပြီเนาะကျွတ်စင်ကြီးတွေဖြစ်နေပြီတဖြည်းဖြည်းနဲ့တော့မိုက်လာပြီ စကိုင်းတိုင်းချောင်းမြို့မှာရှိတဲ့အဇမ်ဘတ်ဆက်တဲ့တဆွဲတာနဲ့ထွေအုပ်ယုံနဲ့ဂိတ်စခန်းတို့ကို drone နဲ့ဘုံကြီးကြတက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်မတ်လ28ရက်နေ့မိုးလယ်7နာရီပေါ့နော်38မိနစ်ခန့်မှာချောင်းဦးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်တွေတပ်သားတွေတဆွဲထားတဲ့ထွေအုပ်ယုံနဲ့မြောက်ဖက်ဂိတ်တို့ကိုတလိုင်းရဲဘော်တွေက drone နဲ့ဘုံသီးသုံးလုံးကျေချတက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ဒီတက်ကံမှုအတွင်မှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေရှိတယ်သို့တော်အခြေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးတဲ့အကြောင်း တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာအချမ်းပဲဆက်တဲ့ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်မှုတွေလုဆောင်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ထွေအုပ်ယုံကတလုံးမြောက်ခိတ်ကနှလုံးပေါ့နော်ဘုံကျဲတိုက်ခတ်ခဲ့တယ်။မြောက်ဘက်ဂိတ်ကအထိကိုက်ရှိတယ်လို့သတင်းရတယ်။စစ်ခွေးသေးစင်းကတော့အတိအကျမသိရသေးပါဘူး။အင်အားနှစ်ခုပေါင်းကတော့80လောက်ရှိတယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးကနေပြီးတော့မှပကပတာဝန်ခံကပြောပါတယ်ခင်ဗျာ။အဲ့တော့အထိကိုက်မှုရှိတယ်ဆိုတော့မွေးငါးပွဲရေမြော်ဝေါ်ဒါပဲပေါ့။ နောက်ထပ်သတင်းလေးကတော့ရွှေဘိုမှာဗန်ဂါဆောက်ရံအတွက်ပစ္စည်းတွေတဲလာတဲ့စစ်ကောင်စီတပ်သားတွေကိုဂျားပြတ်တိုက်ခိုက်မှုမှာစစ်တပ်ကငါးဦးသေဆုံးခဲ့ပါတယ်။သခိုင်းတိုင်းရွှေဘိုမြို့နယ်ဗန်ဂါဆောက်ရံပစ္စည်းတွေတဲဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဂျားပြတ်တိုက်ခိုက်ရမှာစစ်တပ်ကငါးဦးသေဆုံးခဲ့တဲ့အကြောင်းကိုမဟုရာရွှေဘိုသားအဖွဲ့တာဝန်ခံမိုးမခကပြောပါတယ်။မတ်လ27ရက်နေ့ နနက်၈ :30 မိနစ်ခန့်မှာရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိကျွာကနေအိမ်တွေကိုပြန်စီးပြီးတော့မှတီလုံးပြူစောတိကျွာမှာဘန်ကာဆောက်လို့ရန်အတွက်တယ်ဆောင်နေတဲ့စစ်ကောင်တီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကလက်နက်ငယ်တွေနဲ့အသင်းဆောင်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရဲတပ်သားတအူးနဲ့ပြည်သူ့စစ်ခေါင်းဆောင်ဘာထုံအပါဝင်ပြည်သူ့စစ်လေးဦးစစ်စောပေါင်း၅ဦးသေဆုံးခဲ့ပြီးတော့မှတော်လိုင်းရဲဘော်တွေကတော့အထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်။အိုးအိုးတောက်လျှောက်တည်ငောင်းလေးတွေတက်နေတာပေါ့။ဗီဒီယိုလေးတွေကြည့်ရအောင်ပါ။ပြန်လည်ပြီးတော့မှကြည့်ရအောင်ပါ။အဲ့တော့ PDF တွေကိုတနိုင်ဆန်နဲ့နှိုင်းလာတဲ့ပေါ့ကိုရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်အောင်ပါ။ဘာပြောချင်တာလဲဆိုလို့ရှိရင် PDF တွေငငယ်တော့2000 2000လောက်ကလေးကဦးစင်းကပြောခဲ့ပါတယ်။ညမို့လေအာနာသိန်းတာ2021ကမှစသိန်းတာလေ။ဘလို့မင်းက2013နေပါလေဖြစ်နေ2012 2013ကဘလို့ကြီးလေမင်းကစလာတဲ့လွယ်နေပြီအောက်တန်းသားရတယ် PDF တွေအားဖြည့်ကံပေါ်ပါပါလို့အဲ PDF တွေအားတိုင်းနာအကျန်းဖက်တွေရဲ့တိုင်းနာအကျန်းဖက်လက်လက်ကင်တွေရဲ့အထောက်ချခံပေါ်ပါပါဆိုပြီးမှဦးစင်အချိန်ချင်းခါခါပြောခဲ့ပါတယ်အချိန်တိုင်း PDF တွေအားတောင်မြန်မာလွတ်တဲ့ခွေးလိုပဲလို့ဘသူအဖေခေါ်လို့ခေါ်ရမှန်းမသိဘူးသူတို့အားကိုးရတယ်သူတို့အားကိုးရပါတယ်ဆိုတော့ဆရာပြေးရှိတို့ IG တို့ဆိုတာကလည်းလေလိုက်မော်ကနေဒီ ယုံတီထောင်ထားတဲ့လေလိုက်မောကနေဖွဲ့စည်းထားတဲ့လေလိုက်မောမှာပဲပျောက်သွားတယ်။နောက်ပြီးတော့အဲ့သူတို့ CRP ရှိတော့ဒီ INU ဆိုတာလေလို့ဦးစင်းပြောခဲ့တယ်လေတကိုယ်တဲ့ဓမ္မလွားတယ်လို့သူတို့ကောင်းစားရေးသူတို့မိသားစုကောင်းစားရေးသူတို့တာသမီတွေကောင်းစားရေးလောက်ပဲလို့တော်ရဲအညာ PDF တွေကအဖြစ်ကဘဝသက်သေပေးုံတက်တဲ့အတုံးချကဘဝသက်တယ်လို့ဦးစင်းကအချိန်ချင်းခါခါတတိပေးခဲ့တယ်ပြောခဲ့တယ် PDF တွေကိုနော်အခုကြည့်ပါစိတ်မကောင်းဘူးဒီတဲ့ PDF တွေရဲ့ နှိမ့်ဆက်ခံတဲ့ဟာတွေကိုမြင်နေရတော့ DNA ဘလောင်တွေက PDF တွေကိုနှိမ့်ဆက်ထားတယ် KIA မှာ KIA တွေက PDF တွေကိုနှိမ့်ဆက်ထားတယ် KNU က PDF တွေကိုနှိမ့်ဆက်ထားတယ်ဓမ္မ PDF မှာလေးတွေမနှိမ့်ကျင်ခံတာတွေတော့ကခံရတာတွေမြန်မာစာတွေ့နေရတာမြေမကောင်းမှုကြားနေရတာတွေอ่ะเนาะအရင်အဲ့ဒါတွေကိုဒီသူတို့ပြေပြေခွက်ခောက်ကြောင်းသားတွေပေါ့เนาะခွက်ခောက်တွေကဒီထိုင်းနိုင်ငံကငစီလူဆိုတဲ့កောင်တွေ ။ဟိုကအများကြီးပါအများကြီးပါပန်ဆယ်လောကတော့ AC ဖြစ်သွားပြီပန်ဆယ်လောကတော့ဘာဖြစ်ဖြစ်ညာဖြစ်ဖြစ်ဟိုလိုင်းဘောကတ်တော်လိုင်းအမြီခံပြီးတော့သူကတော့နားသွားပြီ။အမေရိကန်နိုင်ငံအနေထုတ်ခါတဲ့သူ့တော့ကအကြောင်းမရှိဘူး AC ဖြစ်သွားပြီသူကနော် AC ဖြစ်သွားပြီ။သူတို့တွေနှုတ်ပိတ်နေကြတယ်နှုတ်ပိတ်နေကြမပြောရဲဘူးပြောရဲဘူးနော်ဒီတော့ဒီ PD ကနှိမ့်ဆက်ခါရတဲ့ဘာတွေကိုကြည့်ပြီးသူတွေတရားမှမပြောရဲဘူး။သူတို့တွေပြောရင်တောင်မှသူတို့တွေပါပါပဲဝေဖန်ရဲတာဗျဥဒင်းတို့ ဆဲရလို့မို့တမတော်ဝေဖန်တယ်လို့တမတော်ကိုစော်ကားတယ်လို့ဦးသင်းတို့စော်ကားရဘူးတို့တွေမပြောရဲဘူးဗျာနော်မင်းကလည်းမပြောရဲပဲနေမလားကွာပြောတာပေါ့အခုငါမင်းပြောမလို့တော့မှမင်းဗီဒီယိုကြည့်ပြီးတော့ငါပြောမလို့လုပ်နေပြီလေတိုင်းသားလည်းနဲ့ကဲတော့ဒီကောင်ကအသေးကြောက်တာမပြောရဲဘူးနော်အသေးကြောက်တာအခုတော့မင်းမေလေးနေဖို့တော့တိုင်းသားလည်းနဲ့ကဲအဲ့တော့ PDF ဒီနော်အဲ့တော့အတ္တိတရားရှိကြတော့လို့ပဲဥစ္စာပြောနေတယ်အတ္တိတရားဒီချိန်မှမှအတ္တိတရားမရှိသေးဘူးညောင်နာမရသေးဘူးဆိုရင်တော့ ကိုယ်တိုင်နဲ့ခုခံလို့ပဲပြောရတော့မှာပဲเนาะဒါမင်းတို့ကြည်กว่า DNA မှာဆိုလို့ရှိရင်နှိပ်စက်ခံရတာမြင်ရတာတကယ်စိတ်ချမ်းသာစရာပဲနှိပ်စက်ခံရတာ ਈ เนาะဂျိုးနဲ့တုတ်ထားတဲ့နောက်ပြန်ဂျိုးတဲ့စောင့်ကန်တဲ့မင်းတို့ဒါပီတီရဲ့မင်းတို့ဘာလဲညာလဲဆိုဟုတ်လားပရိုက်ခံရတဲ့ဒူးထောက်ပြီးမှဒါဒါတွေကဒါတွေကခိုင်မြတ်ကြည့်เนาะသူတို့ကဗီဒီယိုဖိုင်ရေရက်ရှိရိုက်ဥမှနေတော့မင်းတို့ဗမာပီတီရဲ့တွေကိုဒါပဲกว่าမင်းတို့ဗမာပီတီရဲ့တွေငါတို့ကပလောင်တွေကဒါပဲဒလိုနှိပ်စက်တယ်กว่าဆိုတော့ပုံစံမျိုးအချိုးမျိုးကိုချိုးထားတာဗျာ လူမတိတူမတိအသက်ခံရတာတွေအများကြီးပဲလူမတိတူမတိစော်ကားခံရတာတွေအများကြီးပဲလူမတိတူမတိနဲ့မြေမြုပ်ခံရတယ်မိကျုပ်က၆ထက်ပြစ်ချခံရေးတဲ့မျောခံရတာတွေ PDF တွေအမြောင်များစွာအများကြီးပဲဆိုတော့အလုံးလည်းတိမှာပါဗျာနော်အဲ့တော့ဦးစင်းတို့ကဒီတိုင်းရင်းသားလက်နက်ကန်အချမ်းဖက်တွေဆိုတဲ့ကောင်တွေကဗမာတွေကိုအတုံးချုံတက်တယ်ပဲဗမာ PDF တွေကိုအတုံးချောင်းတယ်တပိုးရဲဓမ္မသွားတွေပဲအဲ့ခင်ဗျားတို့အေးအေးဆိုတဲ့ဟာလဲအတုံးချလာအေးထွေးမြင့်နိုင်ရလဲတပိုးရဲဓမ္မသွားပဲ သူကလည်းသူခမရဗျာရခိုင်ကိုသူတို့တွေကိုကြိုးပြုတယ်ဆိုရင်ရခိုင်အတွက်သူတို့တွေဘာလုပ်ပေးရလဲရခိုင်အတွက်သူတို့တွေဘာကြိုးပြုပေးတယ်လဲဟုတ်ပြီဂွင်မော်ကလည်း KIA ရဲ့ကချင်ကိုအကျိုးပြုတယ်လေသူကရောကချင်အတွက်ဘာတွေလုပ်ပေးတယ်လဲကချင်တိုင်းရင်းသားတွေအတွက်ဘာကြိုးပြုရောဘာတွေတိုးတက်အောင်လုပ်ပေးတယ်လဲ KIA ကလည်းဘာတွေလုပ်ပေးရလဲခင်နေဘူးဟုတ်လားအများကြီးပဲခင်ဗျနော်အများကြီးပဲအများကြီးပဲအဲ့တော့ အတ္တိတရားရှိကြတော့နောင်နာရကြတော့မင်းတို့ကအညာပီတရတော်တော်များများအတုံးချခံဘောကဖြစ်ခံဘောကအချိန်တန်သိပေးရမယ်အချိန်တန် ထောင်နဲ့သွားရမယ်အဲ့တော့မသေးခင် ထောင်နဲ့မသွားခင်တော်ရွှေရင်းရံတော်မိသားစုလေးနဲ့အများအဆုံးစုံစည်းနိုင်အောင်ဘောကိုဖြတ်တန်းကြပါလို့ပုဂ္ဂိုလ်တော်ကနေမှသတိပေးခြင်းမှာအားလုံးတာပါပဲဗျအင်း ဆိုတော့ကျွန်တော်ဒီပေါကရုံးပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမိသားစုများကိုကျွန်တော်နည်းနည်းမေးခွန်းလေးတစ်ခုမေးချင်ပါတယ်အဲ့ဒါလေးကိုကိုကျွန်တော်မိသားစုတွေကဖြေပေးခဲ့ပါနော်ဆိုတော့ PDF တွေကိုခွေးလို့ခေါ်သလားစစ်သားတွေကိုခွေးလို့ခေါ်သလားဒါလေးကိုမိသားစုတွေဖြေပေးခဲ့ကြပါအဲနောက်တစ်ခုကဘာလဲဆိုတော့အချိန်နေတော်မှအချိန်နေတော်မှဘောင်းတီဘောင်းပြန်နေပြောပြီးတော့မှဂမူးရှူးလို့နဲ့တေကန်နီးမတာလို့မျိုးပြောပြနေတယ်ပြောနေတယ်ပေါကရုံးရဲ့ဇကားကတော့ကျွန်တော်တို့အတွက်ကြီးစီရပါပဲဆိုတော့တော်လိုင်းရေးမှာတတိမမှန်နဲ့တိုင်းရင်းသားလက်နက်ကင်တွေ စနေပြူဟာဘလို့သားလဲဆွဲကင်လက်နဲ့ဘလို့ထက်လဲပြည်သူနှလုံးမသိမ်းကျုံရင်ဓာသားလဲခွေလန်းဓာသားလဲခွေလန်းလဲကျွေရဆိုတဲ့ဥစ္စာလဲရှိတဲ့အတွက်ကြောင့်မို့လို့ဘဲကောင်တရေမမှန်လဲမမှန်တဲ့ကောင်ကတော့ကြံခဲ့မှာပဲရှင်းရှင်းလေး TNL တရေမမှန်ဘူးလား TNL တရေမမှန်ရင်ကြံခဲ့မှာပဲ ဟုတ်လားအေးအေးတရေမမှန်ဘူးလားအေးအေးတရေမမှန်အေးချန်ခဲ့ပါပဲဒါလေးကိုခွဲခြားပြီးတော့မှဒီခွဲထောင်သားလေးကိုကျွန်တော်သိစေချင်တယ်ဗျာသိရမှာဒါတော်လန်ရေးကာလာဗျာတိဆောက်ဆဲကာလာမဟုတ်ဘူးတိဆောက်ရေးကာလာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒါတော်လန်ပြည်သူတွေနဲ့နားလည်မှာပေါ့ဒီအောက်တန်းသားတွေကနားလည်မှာမဟုတ်ဘူးเนาะဆိုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်ခင်ဗျာမင်္ဂလာရှိတဲ့တော်လန်လေးဖြစ်ပါစေခင်ဗျာ